နိုင်ငံတကာသတင်းပုတ်အနေနဲ့ကတော့ငင်းကြမ်းတဲ့နီလန်းနဲ့ဖြစ်ရှင်မှုအိန္ဒိယပါကစ္စတန်နှစ်ဖက်စလုံးနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမတ်ခူရူဘီယိုကပြောဆိုလိုက်ပါတယ်။နှစ်နိုင်ငံရဲ့လက်ရှိအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီးငင်းကြမ်းတဲ့နီလန်းနဲ့ဖြစ်ရှင်မှုနှစ်ဖက်စလုံးနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့အမေရိကန်နိုင်ငံသားရေးဌာနကကြေညာချက်မှာဖော်ပြခဲ့တာပါ။ အိန္ဒိယပါကစ္စတန်နိုင်ငံတွေရဲ့အမျိုးသားလုံခြုံရေးအကြံပေးတွေနဲ့ဆွေးနွေးခဲ့ပြီးနှစ်ဖက်စလုံးဟာဆက်သွယ်ရေးလိုင်းတွေကိုဖွင့်ထားဖို့နဲ့အခြေအနေပုံမမဆိုးရွားစေဖို့လေမခိုရူဘီယိုကတိုက်တွန်းခဲ့ပါတယ်။အိန္ဒိယကပါကစ္စတန်ကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့လို့အနည်းဆုံးလူ၈ယောက်သေဆုံးခဲ့က35ယောက်ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ပါကစ္စတန်ကလေအိန္ဒိယတိုက်လီရင်၅စီးနဲ့ဒရုန်းတစ်စီးကိုပစ်ရှာခဲ့ပါတယ်။ နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံစလုံးကအဲ့ဒီတိုက်ခိုက်မှုတွေကိုအတည်ပြုပြောဆိုခဲ့ပြီးနောက်မှာတင်းမာမှုတွေပုံမှုမြင့်တက်လာနေပါရှင်။